ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့ပတ်ချမ်းမှာကြားဖြန့်အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေတဲ့နိုင်ငံသားသား900လောက်ဟာထိုင်းနိုင်ငံနဲ့ဝင်ဖို့စ조사နေတာကိုထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဝင်ခွင့်မပြုတဲ့အတွက်တောင်ရင်မြကန်တလျှောက်ကတောင်ပြင်မှာပိတ်မိနေကြတယ်လို့သိရပါဗျ။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်မှုအောက်ကကြားဖြန့်လုပ်ငန်းတချို့ကိုကရင်မျိုးသားစီယုံ KNU ရဲ့လက်အောက်ခံတပ်တွေကဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်းကြားဖြန့်ယုံတွေထဲမှာတွေ့ရတဲ့အလို့သမားတွေပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံတဲ့ဝင်ခွင့်မရသေးတဲ့နိုင်ငံအစုံကကြားဖြတ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့သူတွေဟာရာသီဥတုအေရာကြောင့်နိုဝင်ဘာလ26ရက်နေ့ညမှာတောင်ရင်းမြစ်တောင်ပြင်မှာမီးလုံနေကြတာကိုထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးကရိုက်ကူးထားတဲ့မှတ်တမ်းဓာတ်ပုံတွေရသိရပါဗျ။မင်းလက်ပံဒေတာတဲ့ဖမ်းမိတဲ့ကြားဖြတ်လုပ်သားတွေဟာသက်ဆိုင်ရာနိုင်ငံတွေပြန်ရောက်ဖို့တော့နိုင်ငံတကာရဲ့ပူးပေါင်းမှုအားနည်းနေတာကြောင့်လုတ်ကန်ရခက်ခဲနေတယ်လို့လည်း KNU ကပြောကြားထားပါဗျ။ မေလပန်ဒေတာကိုဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ KNU ကတော့ DKBA ရဲ့အကောင်အဝေးအောက်ကနေလဲပတ်နေတယ်။မေလပန်ဒေတာရဲ့ရာဇဝဲမှုတွေနဲ့ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆိုပြီးနိုင်ငံတကာကိုပါပူးပေါင်းမှုတောင်းဆိုထားပါတယ်။အခု November 22ရက်က DKBA လုံခြုံရေးယူပေးထားတဲ့မေလပန်ဒီက online ငွေကြေးလိမ်လည်မှုကြားဖြန့်တွေရှိရာအဆောက်အုံတွေကို KNLA တပ်တွေကဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ဆေးအုပ်စုနဲ့တိုက်ပွဲဖြစ်ပွားမှုတွေဆက်ရှိနေတာလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ဘက်ကမီလပန်ဒေတာကအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပေမဲ့ TKBA ကတော့သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာဘယ်လက်နက်ကင်ဖွဲ့စည်းနဲ့လူပုတ်ကိုမစိုးဖျက်တမ်းခွင့်မပြုသလိုတရုတ်နိုင်ငံသားအပါအဝင်နိုင်ငံသားတွေတဲဆောင်တာမျိုးစစ်ဆေးတွေ့ရှိရင်ဖမ်းဆီးရေးယူမယ်လို့ကြေညာထားပါတယ်။